15နဲ့120ကြာနှစ်ထပ်ဂိမ်းတိကိုမပြောခင်ဆိုလို့ရှိရင်နှစ်ထပ်ဂိမ်းဆိုတဲ့ဂိမ်းကိုတိထားရမှာဖြစ်ပါတယ်နော်နှစ်ထပ်ဂိမ်းဆိုလို့ရှိရင်ဘာလို့နှစ်ထပ်ဂိမ်းဘာတွေရှိလဲဆိုနှစ်ထပ်ဂိမ်းတွေကိုတိထားရမှာဖြစ်ပါတယ်နှစ်ထပ်ဂိမ်းတွေဘာတွေရှိလဲဆိုအာနှစ်ထပ်ဂိမ်းနှစ်နှစ်ထပ်လေးသုံးနှစ်ထပ်ကိုလေးနှစ်ထပ်၁၆၅နှစ်ထပ်၂၅ 6နှစ်ထပ်36 9နှစ်ထပ်49 10နှစ်ထပ်64နှစ်ထပ်81နှစ်ထပ်100 17နှစ်ထပ်120နှစ်ထပ်ပေါ့နော် ဒီလိုလေးသိထားရမှာဖြစ်တယ်။ဒါနဲ့120ကြာစီနှစ်ထပ်ကိန်းတိများကိုရှာပါလို့ပြောလိုက်တယ်ဆိုလို့ရှိရင်သူက50 15ပေါ့နော်15ဆိုလို့ရှိရင် disability 49 DT ပေါ့ဒီချိန်ကမပါတော့ဘူး။ဒီအောက်ပိုင်းအဲ့နှစ်ထပ်ပေါ့နော် eye power 2ပေါ့နော် eye 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 power 2ကနေစပါလို့ရှိရင် DT ပေါ့ဒါမပါတော့ဘူးနော်ဒါမပါတော့ဘူး။ဒါလို့ရှိရင်ဘယ်နှလုံးရလဲဆို 3လုံးရမှာဖြစ်ပါတယ်50နဲ့120ကြာ50နဲ့120ကြာစနှစ်ထပ်ကိန်းနှစ်ထပ်ကိန်းတိဆိုလို့ရှိရင်နှစ်ထပ်နှစ်ထပ်တိကိန်းဆိုလို့ရှိပါရမှာဆို h square 9 square 81 10 square 100ဖြစ်ပါတယ် now နောက်တစ်ခု20နဲ့100ကြာ တုံးထက်တိကိန်းကိုရှာပါဒီဟာလဲဒီလိုပဲတုံးထက်ကိန်းတိကိုသိကျင်နေဆိုလို့ရှိရင်ပထမဦးဆုံးဒီ20 100ကြာသိကျင်နေဆိုလို့ရှိရင်တုံးထက်ကိန်းကိုသိတတ်ရမှာဖြစ်ပါတယ်တုံးထက်ကိန်းဆိုလို့ရှိရင်1 power 3 so 1 2 power 3 so 8 3 power 3 so 27 4 power 3လေးလေး16 16လေးလေး64 5 power 3ငါငါ25 25ငါလီ125သူလူကျင်တာက100အထိပဲတယ်သူလူကျင်100အထိပဲဆိုလို့ရှိရင်20ဆိုလို့ရှိရင်20ကနေ20နဲ့100ကြားဆိုလို့ရှိရင်ဒီထိပေါ့100ဆိုသူမပါတော့ဘူးဒါဖြစ်သွားမယ်လို့ရှိရင်ဒါကိသုံးထပ်ကိန်းပေါ့နော်သုံးထပ်သုံးထပ်တိကိန်းစပါရမစို့3 cube 27 3 power 3ပေါ့နော်27တခုရမယ်4 power 3 64တလုံးရမှာဖြစ်ပါတယ်